တင်ပေးပို့သွားမှာကတော့မြန်မာနိုင်ငံအတွင်းမှာနေထိုင်နေကြတဲ့အိန္ဒိယအမျိုးသမီးအဖွဲ့ဟာလူမှုအဖွဲ့အစည်းတွေကိုလှူဒန်းမှုအတွက်ဈေးရောင်းပွဲတစ်ခုကို ပြုလုပ်လိုက်တယ်ဆိုတဲ့သတင်းမှာဒီသတင်းအသေးစိတ်ကိုတော့မစ္စမာရုတ်တန်သတင်းနောက်ခေစုကြည်ကသတင်းရယူပေးထားပါတယ်မြန်မာနိုင်ငံအိန္ဒိယအမျိုးသမီးအသင်းကနေဦးစီးကျင်းပလိုက်တဲ့ဈေးရောက်ပွဲတစ်ခုကိုဇန်နဝါရီ16ရက်နေ့ကရန်ကုန်မြို့တန်တမန်လမ်းမှာရှိတဲ့အိန္ဒိယ House မှာပြုလုပ်သွားပါတယ်။ဒီဈေးရောက်ပွဲမှာအိန္ဒိယရိုးရာအဝတ်ထည်တွေ အတုံးဆောင်ပစ္စည်းတွေနဲ့အိန္ဒိယအစားအသောက်တွေကိုရောင်းချသွားတဲ့အပြင်အိန္ဒိယရိုးရာအကအလှတွေနဲ့လည်းဖျော်ဖြေတင်ဆက်သွားပါတယ်ဒီလိုဈေးရောင်းပွဲပြုလို့ရတာနဲ့ပတ်သက်ပြီးအိန္ဒိယအမျိုးသမီးအဖွဲ့ကခုလိုရှင်းပြထားပါဗျာ။ ဘယ်နေရာမှာလိုအပ်လဲလိုအပ်တဲ့နေရာမှာကျမတို့အနေနဲ့ကလှူဒန်းမဲ့ပွဲလေးဖြစ်ပါတယ်မနစ်ကဆိုရေဘေးကိစ္စမှာဆိုအများကြီးလှူတာပါလှူဒန်းပါတယ်အဲ့ဒီတိုင်းမဲ့တနေရာမှာတစ်ခုခုလိုအပ်ချက်ရှိတယ်ဆိုရင်ကျမတို့ကရည်ညွှန်းလိုက်တယ်ဟိုမှာစာကြည့်တိုက်အတွက်စာအုပ်တွေလိုရယ်ဆိုရင်လည်းလှူဒန်းသလိုမျိုးလူအိုယုံမှာလိုရယ်ဆိုရင်လည်းလှူဒန်းပါတယ်ရှင်အမျိုးသမီးခန္ဓာကိုလည်းကျမတို့တိုးတက်အောင်လည်းထပ်ပြီးပြုလုပ်ဖို့ရှိပါတယ်မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးများအားလုံးအတွက်ပေါ့နောက်မြန်မာနိုင်ငံမှာရှိနေတဲ့လိုအပ်နေတဲ့အဖွဲ့အစည်းတွေလည်းဆက်သွယ်ပြီးတော့လုပ်ဖို့လည်းရှိပါတယ် ဒီဇေယျံပွဲကရလာတဲ့အကျိုးမြတ်တွေကိုမြမအခြေဆိုင်လူမှုဖွဲ့စည်းတွေနဲ့လိုအပ်တဲ့နေရာတွေကိုဆက်ပြီးလှူဒန်းသွားမှာဖြစ်ပြီးတချို့တဝက်ကိုတော့အဖွဲ့ရဲ့ရန်ပုံငွေဖြစ်ထားရှိသွားမှာပဲဖြစ်ပါတယ်။အဖွဲ့အနေနဲ့ခုလိုဇေယျံပွဲပြုလုပ်တာဟာဒုတိယအကြိမ်မြောက်ဖြစ်ပြီးလာရောက်တဲ့သူတွေအနေနဲ့အိန္ဒိယရဲ့အငွေအသက်တွေကိုခံစားရအောင်အိန္ဒိယတန်မတ်ရဲ့နေအိမ်မှာကျင်းပရတာဖြစ်တယ်လို့သိရပါတယ်။ အခုဇေယောင်းပွဲကိုဦးစီးပြုလုပ်ခဲ့တဲ့အိန္ဒိယအမျိုးသမီးဖွဲ့ကိုမြန်မာပြည်တွင်းမှာနေထိုင်ကြတဲ့အိန္ဒိယအမျိုးသမီးတွေနဲ့တခြားနိုင်ငံမှာရောက်ရှိနေတဲ့အိန္ဒိယအမျိုးသမီးတွေစုပေါင်းဖွဲ့စည်းထားတာပဲဖြစ်ပါရဲ့ရှင်။